ဒီနေ့မှာတော့ကျွန်တော်စိတ်ဝင်စားပြန်ကောင်းတဲ့အကြောင်းအရာတစ်ခုကိုယူဆောင်လာခဲ့ပါတယ်။ဒါကတော့ကဘာပေါ်မှာဇနီးအများဆုံးရှိတဲ့အမျိုးသား9ယောက်ကိုအဆင့်တက်မှတ်ချင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ကဲအမျိုးသားတဦးဟာဇနီးဘယ်နှယောက်ထိအများဆုံးထားနိုင်မလဲဆိုတာသင်သွေးဥပါသလား။လူအများစုရဲ့တန်ဖိုးထားမှုအရာဆိုရင်တော့စုံတွဲအဖြတ်တာနေထိုင်ကြပါတယ်။၃ယောက်ထပ်ပိုများလာတဲ့အခါဒါဟာပုံမှန်မဟုတ်တဲ့ကိစ္စဖြစ်သွားပါပြီ။ဒီနေ့မှာကျွန်တော်ယူဆောင်လာတဲ့အဆင့်9ဆင့်ဟာသင်ကိုအံအားသွင်းစေမှာတေးကြပါတယ်။ Okay ကဘာပေါ်မှာဇနီးအများဆုံးရှိတဲ့အမျိုးသားများတွေကအဆင့်9ကဇီယိုနာချာနာဖြစ်ပါတယ်။သူဟာအိန္ဒိယနိုင်ငံသားတူဦးထွေပြီးသူနေထိုင်တဲ့နေရာဟာမြန်မာနိုင်ငံနေရက်အမီးမှာရှိပါတယ်။သူဟာကဘာပေါ်မှာဇနီးအများဆုံးရှိတဲ့အမျိုးသားတွေကအဆင့်ဝင်သူဖြစ်ပါတယ်။ ၊သူမဇနီး36ယောက်၊ဒါသမီး64ယောက်၊မြေ33ယောက်နဲ့ချွေးမ14ယောက်ရှိပါတယ်။သူနဲ့တက်ဆိုင်တဲ့သူအားလုံးဟာအခန်းတရာပါတဲ့လေးရက်အိမ်ကြီးမှာအတူတကွအနေထိုင်ကြပါတယ်။အိမ်တွင်းကိစ္စတွေစီမံခန့်ခွဲမှုကိုတော့အသက်အကြီးဆုံးဇနီးကိုတာဝန်အပ်ဖြတ်ထားပါတယ်။ဆလဘီအဆင့်၄က Soli El Sayri ဖြစ်ပါတယ်။သူက Sori Arabia နိုင်ငံကအသက်82နှစ်ရှိခဲ့စီးပွားရေးလုပ်ငန်းရှင်တဦးပါ။ သူကဇနီး58ယောက်အထိရှိခဲ့ဖူးပါတယ်လက်ရှိမှာ58ယောက်စလုံးအတူတူနေထိုင်တာမျိုးမဟုတ်ပဲသူကဇနီးတွေကိုလဲလံယူခဲ့ပြီး꽌ရှင်းခဲ့ပြီးအစ်စ်တွေထပ်ယူခဲ့ပါတယ်သူမှာတာသမီစုစုပေါင်းဘလောင်ရှိတယ်ဆိုတာကို तू ကိုယ်တိုင်မင်းမသိပါဘူးယခင်ဇနီးတွေနဲ့ကွာရှင်းခဲ့ရေကုံကျန်းစေးကိုတော့ तू အတိပြုနိုင်ခဲ့ပါတယ်အကယ်၍ချမ်းသာမှုမရှိပါအခုလိုမျိုးမလုပ်နိုင်ပါဘူးအဆင့်3ကိုရောက်ပါပြီ Warren Jeffs ဖြစ်ပါတယ် तू က तू ကိုယ်ပိုင်ဘာသာရေးခေါင်းဆောင်တဦးပါ तू ကဇနီး36ယောက်နဲ့တာသမီနှငန်း50အထိရှိခဲ့ဖို့ပါတယ်2009ခုနှစ်မှာ तू က FBI ရဲ့ကလူအရှိဆုံးတရားတန်တော့ တဆယ်ထဲမှာသူဥဖြစ်ပါတယ် FBI ကသူ့ကိုအတန်းမပြုံးမှုနဲ့လူခိုးယူမှုတို့နဲ့စွာကြားချက်ရှိပါတယ်သူရဲ့ဖိကူတစောအတကြွန်ထန်တန်ချမှတ်ခဲ့ပေမဲ့သူကကဘာပေါ်မှာဇနီးအများဆုံးရှိတဲ့ထိတ်ဆုံးပုံကိုတူဥဖြစ်တတ်မှတ်ခံစားကြည့်ပါတယ် အစင်းတင်ကူရပါပြီမဟာမတ်ဘလူအဘူဘကာထူပါတယ်သူကအသက်80လနှစ်ရှိတဲ့နိုင်ဂျီးရီးယားနိုင်ငံသားအဖိုးအတူပါသူမှာဇနီး86ယောက်နဲ့တာသမီအနည်းဆုံး190ယောက်အထိရှိခဲ့မှုပါတယ်ဇနီးများလို့နဲ့ဆိုတဲ့အကြောင်းပြချက်နဲ့သူ့ကိုထောင်ချခဲ့ပါတယ်သို့သောမကြခင်မှာပင်ပြန်လဲလွတ်မြောက်လာခဲ့ပါတယ်ထောင်ဝတ်ထွက်လာပြီးနောက်သူကိုအင်တာဗျူးယူခဲ့တာမှာသူကဇနီးများစွာရှိခြင်းဟာဖေရာတကင်အလိုတော်ဖြစ်ကြောင်းသူနဲ့သူ့ရဲ့ဇနီး86ယောက်ရဲ့အချစ်ကို ဘာအကမှလာရက်တားစီနိုင်မှာမဟုတ်ဘူးလို့ဖြေချခဲ့ပါတယ်အခုတော့အဆန်တက်ကိုရုတ်ပါပြီအန်ဆန်ဒက်စ်အကူကူကင်ရနိုင်ငံမှာတည်ဦးထေပါတယ်သူကဇနီးတီးယား၃ဖြတ်ရောင်းတဲ့တာသမီ၂၁၀အထိရှိခဲ့ဖူးပါတယ်သူကို grand master အဆန်တက်အထက်တတ်မှတ်ခဲ့ကြပါတယ်သူဟာအမျိုးသမီးတွေရဲ့နှလုံးသားကိုအကြိမ်ကြိမ်အန်ဒီအပြုခဲ့ဘူးတာကြောင့် NDA ဆိုတဲ့နာမည်ကိုရရှိခဲ့ပါတယ်သူဟာပထမဆုံးအိမ်ထောင်ပြူတာကိုနှစ်60ခုခုနဲ့မှစီစဉ်ခဲ့ပြီးနောက်ဆုံးအိမ်ထောင်ပြူတာကိုလည်း69ခုနဲ့မှစီစဉ်ခဲ့ပါတယ်သူကစုစုပေါင်း60ကျင်းကွာရှိမှုနဲ့ဖြတ်သန်းခဲ့ရပါတယ်လက်ရှိမှာတော့သူကွယ်လွန်သွားပြီးသူပြိမဲ့သူရဲ့ဂန္ဓရမ တန်ကတော့အကြကြီးများနဲ့တင်ရင်ယူမှာပါကဲနေခုချူအနေနဲ့ဒီအမျိုးသား9ယောက်ခတကယ်ကိုမချူချပဲမနေပါဘူးဒါပေမဲ့ဒီရဲတဲ့တို့အမျိုးသားတွေဟာကျွန်တော်တို့တွေးသူလို့မတွေးကြဘူးဆိုတော့ဝန်ခံရမှာပါ